ီကနေ့နေ့လဲမိုးရေအကြီးအကျယ်ရောစင်မီရီကျောင်းဝင်းထဲမှာရေပြည့်ဘာတွေးလဲဆိုတော့ဩနေ့နေ့ကြာရင်အလန်တင်အခမ်းနာလဲရှိတယ်ဘာတွေးလဲအများကြီးလာကြမှာဒီလိုမိုးနဲ့ဆိုရင်တော့ဘယ်လိုလုပ်မလို့လို့တွေးမိထွက်လာကနေ့ လေးနိုင်ထိုးကန်နေတော့ကြတော့တခါတည်းနေပွင့်ပြီးတိမ်သားတွေဘာတခုမှမရှိဘူးအလန်တကျင်းခန္ဓာကိုလည်းအေးချမ်းချမ်းနဲ့တမြောင်တကယ်ရတယ်တကယ်တော့ဘဝအတ္တတမှာကိုမလုံနိုင်တာတွေအများကြီးရှိရဲ့ဒါပေမဲ့တခါတခါကြာရင်ကျွန်တို့တွေက ကိုလုံနိုင်တယ်လို့ထင်တယ်ဒီနေ့နိုဗီနာရဲ့ပထမဦးဆုံးရက်မှာရွေးချယ်ထားတဲ့ခေါင်းစဉ်တွေကတော့ဖះမတက်နိုင်တာဘာမှမရှိဘူးသို့တော်ခုဘက်ကပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့အချက်ကလေးပဲဖြစ်ပါတယ်အဖြစ်ပြက်လေးနှစ်ခုဝင်မြလို့ပါတယ်ဖះဟာအရာအားလုံးကိုတတ်နိုင်တဲ့ဖះဖြစ်တယ်သို့သောသူတတ်နိုင်ချောင်းကိုလူကလက်ခံရတယ်ကျမ်းပိုက်လေးတစ်ခုဖတ်ပြပါမယ်အဲ့ဒါကတော့ တန်လူကာခရစ်ဝင်အခန်းကြီး1အခန်းငယ်30ကနေပြီးတော့38လေးဖြစ်ပါတယ်။ကောင်းကင်တမန်တော်ကလည်းမာရီကြောက်ရွံ့ခြင်းမရှိနဲ့။တင်ဒီဖျားသခင်ရှိတော်၌မျက်နာရပြီ။တင်ဒီပရိသတ်တွေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားကိုယေရှုအမည်ဖြင့်မှဲ့ရမည်။မာရီယာကလည်းအီအမှုရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်း။အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံမှာဟုကောင်းကင်တမန်အားပြန်ပြော၏ကောင်းကင်တမန်ကဖျားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟုပြောဆိုလင်မာရိယကအကျွန်ုပ်သည်ထာဝရဖျား၏ဂျွန်မဖြစ်ပါ၏ကိုရော၏စကားတော်တိုင်းဂျွန်မ၌ဖြစ်ပါစေဟုဝန်ခံပြီးမှကောင်းကင်တမန်တော်သည်မာရိယထံမှထွက်သွားလေ၏တဲ့ အဘိဘေကဘာလဲဆိုတော့အမိမေတော်သခင်မရဲ့ one byte မှာအယံတန်ရှင်းမြတ်တဲ့လောကကိုကဲချွတ်မဲ့တပါတီတော်သားတော်ဗြိတိတ်တွေဆွဲယူမှုကိုဘုရားသခင်ကအလိုရှိတဲ့အခါမှာသူအမိမေတော်သခင်မရှိကခွင့်ပြုချက်တောင်းခံတယ်ဆိုတာကိုတွေ့ရပါတယ်ကိုရောတပည့်တော်မကတော့ယောက်ျားနဲ့ တူတူမနေဘူးတပည့်တပည့်တော်မကကိုရောရဲ့ພັນစင်းကံတတ္တဝါဖြစ်တယ်ကိုရောကိုရောဖြစ်ရပါစေလို့ပြောပြတဲ့အချိန်ကြမှာတဲ့တရားတမန်တော်ကထွက်ခေါ်သွားတယ်တဲ့အဲ့ဒီမှာကျွန်တော်ခြံထားတဲ့အပိုက်တွေရှိတယ်ပထမအစမှာတရားတမန်တော်ကအမိမေတော်တခင်မောက်ကိုအမိန်တော်ပြန်တဲ့အခါမှာ အမိမေရောတခင်မကကြောက်ရွံ့ခြင်းနဲ့ညှင်းဆန္ဒတွေရှိတဲ့အခါမှာတရားတမန်တော်ကတတ်သေးသေးပြီးတယ်။မင်းရဲ့အမဝန်ကွဲအဲလိဇဘက်အမြုံမ6လရှိပြီ။ဘလူးမခလေးရမယ်လို့မထင်ဘူး။အခုသူ ခလေးရနေတယ်လို့အမိမေရောတခင်မကိုထက်ခါတလဲလဲတတ်သေးသေးထူပြီးတော့အမိမေရောတခင်မရဲ့ခွင့်ပြုချက်ကို တရားဓမ္မတော်ကတောင်းခံပြီးအမိမေရောတခင်မ say yes fear လို့ပြောတဲ့အချိန်ကျမှသူကိစ္စပြီးလို့တရားဓမ္မတော်ထွက်သွားတယ်တဲ့ဝိညာဉ်ကျင်တဲ့အချက်ကလေးကဖះကအရာအားလုံးကိုတတ်နိုင်တယ်ဒါပေမဲ့သင်တဲ့နှုတ်ရဲ့ပါဝင်မှုခွင့်ပြုမှုလိုအပ်ပါတယ်ဒုတိယတစ်ချက်ဗလံကနေယောဂလေးမှာ ်အမိမေတော်တခင်မကပထမဦးစဉ်တင်ရှားပြတဲ့အခါမှာ16ရာစုနှစ်ကအပြည့်ပြည့်လေးဘာတွေ့လဲဆိုတော့ခလေးလေးတယောက်ကအလုံးသိပြီးသားပါညောင်မင်းအောက်မှာနေပူလို့ပင်ပန်းပြီးအိတ်နေတဲ့အချိန်မှာသူတည်င်းလို့သွားတဲ့အခါမှာထားကြည့်တဲ့အခါမှာရေကန်ဘေးမှာခလေးချီထားတဲ့အမျိုးသမီးတယောက်ကိုတွေ့အမျိုးသမီးကဘာပြောလဲဆိုတော့မင်းမပါလာတဲ့နှုတ် ငါသားလေးကိုတိုက်ပေးပါလို့ပြောတဲ့အခါမှာပေးရမယ့်ကလေးကဘာဖြစ်တယ်လဲဆိုတဲ့အခါကျရင်ပထမတစ်ချက်ကသူတွားပေးနေတဲ့ဆရာရဲ့စူပူချိန်မောင်းမှုကိုသူကြောက်တယ်တဲ့။နှုတ်ကကုန်ခန်းသွားရင်တွားတဲ့အခါကျအဲ့ဆရာကသူ့ကိုအပြစ်တင်မှာဆဲဆုံမှာချိန်မောင်းမှာသူကြောက်တယ်တဲ့။ ဒါပေမဲ့လို့နောက်ဆုံးမှ तू ဘာလုပ်လဲဆိုရင်အဲ့ကလေးလေးကိုနှုတ်ပေးတယ်တဲ့နှုတ်ပေးပြီးတော့အဲ့ကလေးလေးကလည်းပေးတဲ့ဟာကိုကိုအောင်တောက်တယ်လို့ပြောတယ်အဲ့ဒါပြီးသွားတဲ့အခါမှာညော့နေတဲ့နွားနှုတ်အိုးနဲ့တူတူ तू သွားပေးရမယ်သူ့ရဲ့ပုဂ္ဂိုလ်ရှိကိုထွက်သွားတဲ့အခါမှာခိုးဘက်ကစောင့်နေတဲ့ပုဂ္ဂိုလ်ကနှစ်ခုပြစ်တယ်နဲပထမတစ်ခုကဘာလဲဆိုတော့မင်းအချိန်မှန်မှန်လာနေတာဒီနေ့နောက်ကျတယ်တဲ့ နှစ်ကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့အခါကျရင်နွားနို့တွေလည်းယော့နေတယ်တဲ့အဲ့ဒီခါမှာကောင်းကြီးကအချိုးချောင်းပြော့ပြတယ်သူပင်မန်းလို့အပင်ရဲ့အောက်မှာအိမ်မိပါတယ်နှုတ်ထလာတဲ့ခါမှာအမျိုးသမီးခလေးချီထားတာကိုတွေ့ရပါတယ်အဲ့ဒီအမျိုးသမီးကသူ့ရှိမှနှုတ်တောင်းလို့သူလည်းကြောက်ကြောက်နဲ့ခလေးကိုကြည့်ပြီးတော့လဲချစ်တဲ့စိတ်နဲ့ပေးခဲ့ပါတယ်လို့အဲ့လိုတတ်သိခံတဲ့အချိန်မှာပြန်ပြောတဲ့အချိန်မှာ ဖျားတသက်တည်တယ်အဲ့ဒါကပါလဲဆိုတော့မပြည့်တဲ့သူကလေးကိုတိုက်ခဲ့တဲ့နှုတ်အိုးကပြေရှံပြီးတော့မှတခါတည်းဝေကြတဲ့အခါမှာသူနွားမှုပို့နေတဲ့ပုတ်ကိုရောကလေးရောနှဲအောင်စလုံးသူတို့ထင်ရှားပြဖို့ရောက်လာတဲ့ကံထီရောက်လာပြီးတော့မှအဲ့ဒီကံလေးကို the mother of the born မေရောရဲ့ကံဆိုပြီးပြီးခဲ့တယ်ဒုတိယတသက်မှာဘာတွေ့ရလဲဆိုတဲ့အခါကျရင် အမိမေတော်တခင်မဘုရားသခင်ရဲ့တားတော်ကိုထွေးပိုက်ပြီးသူ့ရဲ့အကြံစီတော်ကိုဖော်ပြတဲ့အခါမှာဘာတွေ့ရလဲဆိုတဲ့အခါကျရင်ခလေးလေးရဲ့ခွင့်ပြုမှုကိုတောင်းခံပါတယ်တကယ်တော့တကူရှင်မဲဘုရားရဲ့တပါးတော်တားတော်သူလုံနေနေသူတော်ညာလည်းပဲအမိမေတော်သခင်မအားဖြင့်ဘုရားသခင်က နှိမ့်ညံ့တဲ့ကလေးလေးရှိမှခွင့်သွားတောင်းပါလားဒီနေ့နိုဗီနာရဲ့ပထမဆုံးတည့်ရက်နေ့မှာဘာချက်ကိုဝေမျှကြင်တာလဲဆိုတော့ကျွန်တော်တို့ညီမျိုးစုံနဲ့ဒီမှာလာရောက်ပြီးတော့ကိုမတက်နိုင်တဲ့အရာတွေကိုတက်နိုင်တော်မူတဲ့ဘုရားသခင်ထံမှာအမိမေတော်သခင်မှာအပြင်လာရောက်ဆုတောင်းနေတယ်။အဲဒီဆုတောင်းနေတဲ့အချိန်မှာကျွန်တော်တို့ကိုဘုရားသခင်ကပြောတယ်အဲ့ဒါကဘာလဲဆိုရင်မင်းတို့ကိုတော့ ကျေးဇူးတော်တွေပေးဖို့အစင်းစင်းဖြစ်နေတယ်။မင်းတို့တွေကငါ့ကိုတခုပေးရမယ်လို့သူတောင်းဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့အမိမေတော်တခင်မအောင်လဲတောင်းဆိုခဲ့တယ်လို့ဗလန်ကလီမာပထမဦးဆုံးတက်တည်တည်တဲ့ခလေးကိုလဲတောင်းဆိုခဲ့လို့တင်းနဲ့ကျွန်တို့ကိုလဲဒါကိုပဲတောင်းဆိုမှာပဲ။ဆိုတော့ဒီကနေ့တိုက်ဆိုင်မှုပဲဖြစ်ဖြစ်ဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်ဖြစ်ကျွန်တော်၄နာရီရောက်လာတဲ့အခါမှာ ကျောင်းနိုင်နဲ့ကျွန်တော်တွေ့ပြီးသူ့ခန်းထဲကိုသွားတယ်။သွားတဲ့အခါကျတော့ကျောင်းနိုင်ကြီးကကိုရောတဲ့ကိုရောပြောမလားတပြည့်တော်ပြောရမလားတဲ့။ရတယ်လို့ကိုရောဘာပြောစေချင်လို့လဲလို့သူကဘာပြောလဲဆိုတော့နိုဗီနာရဲ့ပထမဦးဆုံးပထမဦးဆုံးတည့်ရနေမှာလေကတဲ့။နိုဗီနာလာလို့ကြတဲ့ဘာသာသူတွေကိုနှိုးစော်တိုက်တွန်းပေးပါတဲ့။ ဒီနိုဗနာအတွဲမှာအ ਨੇ ဆုံးကောင်းသောအဘတ်ဖြစ်ခြင်းလေးတစ်ခုလောက်လုပ်ပေးဖို့ပြောပေးပါတဲ့ကိုရောမပြောလဲသူပြောမယ်တဲ့ကျွန်တော်ပြန်ပြောတယ်ကိုရောလို့တပည့်တော်လဲအဲ့ဒါပဲစဉ်းစားပြီးဝေမျှချင်တာလို့အဲ့ဒါကဘာလဲဆိုရင်ဘုရားသခင်ရှေးကကြီးစုတော်ရဖို့ဘုရားကကျွန်တော်တို့ရှီမှာတောင်းခံတဲ့အရာကကျွန်တော်တို့အ တွင်းသားနှလုံးသားရဲ့တန်ရှင်းဖြူစင်ဖြောင့်မတ်ရိုးသားခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြီးပိတ်နေတဲ့ပိုက်ကိုရေတက်နေဘလောက်ပဲထက်ထက်ထွက်လာမဲ့ရေဟာကြီးတွေနဲ့ရောနေတဲ့ရေပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျွန်တော်တို့ကဖခင်ရဲ့ကျေးဇူးတော်ချစ်ချင်းမြတ်တာတွေကိုခံယူဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားထဲမှာခွင့်မလွတ်နိုင်တာတွေ၊နာကြီးတာတွေဖခင်သခင်နဲ့ဝေးကွာမှုတွေကိုကျွန်တော်တို့အရင်ဆုံးရှင်းထုတ်ဖို့လိုပါတယ်။ဒါကြောင့်မလို့ဒီကနေ့နိုဗီနာရဲ့ပထမဦးဆုံးတရက်နေ့မှာဝေမျှခြင်းနဲ့အချက်ကလေးကဖခင်ကအရာအလုံးကိုတတ်နိုင်တော်မူပါတယ်။ တို့တော့အဲ့တက်နိုင်တော်မူတဲ့ဖះကကျွန်တော်တို့တဦးစီရဲ့ပူပေါင်းပါဝင်မှုကိုမျှော်လင့်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီနိုဗီနာလေးအတွင်းမှာအကောင်းဆုံးကိုယ့်ရဲ့စိတ်နှလုံးစိတ်ဝိညာဉ်ကိုပြင်ဆင်ပြီးအနည်းဆုံးအဘယ်လေးဖြစ်နိုင်အောင်ဘုန်းကြီးတွေလည်းအဘယ်ဖြစ်နားထောင်ကြရတယ်လို့ကျောင်းနေဖို့တော်ကြီးကလည်းမှတ်ထားတဲ့အတွက်ပထမနေ့ကနေစပြီး ကိုယ့်ရဲ့ဝင်ရေးတက်တာနဲ့ကျေးဇူးတော်ဒီချက်ကလေးကိုဒီလိုကစဉ်းစားရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်မေတော်ကိုချက်တဲ့သားသမီးတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းမာခြင်းနဲ့ပျော်ရွှင်တဲ့ဘဝတက်တာကိုခံစားနိုင်ပါစေလို့အားလုံးကိုဆုမွန်ကောင်းတောင်းလိုက်ပါရယ်